နကန်းဒီမာလေးတွေအသေးဆွဲဆိုင်းစီတုံခန်းကရှာနေကြောင်းအတိပေးလာတဲ့သမီးစုပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Selly News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အကြောင်းရင်းသက်တည်းအထောက်အထားပြေစုံနေတဲ့အတူကျင်ပေါ်ဇလန်တွေနဲ့အတူလက်မဲကြောကြလာခဲ့တဲ့တရုံဆောင်ဆိုင်းစီတုံခန်းကတော့ Gay ပြီးတော့ LGBT ဖြစ်နေကြောင်းပရိသတ်တွေကိုအတိပေးလာတာက Facebook ဆက်လီသမီးစုပါဒီမတိုင်ခင်မှာတော့တရုံဆောင်မင်းသားဆိုင်းစီတုံခန်းကလူပညာလောကရဲ့ထိတ်တန့်မင်းသားဖြစ်ဖို့ကြိုးစားနေပါတယ်ဆိုင်းစီတုံခန်းဟာရှန်တိုင်းရင်သားဖြစ်တာကြောင့်ယောက်ျားပိသား ြီးတော့ရုပ်ရည်ချောမောလှပခန်းညားနေတာဖြစ်ပါတယ်။ဒါကြောင့်ဆိုင်းစီတို့ခန်းဟာနိုင်ငံဒီမာလေးတွေရဲ့အသေးကြော်တရုပ်ဆောင်မင်းသားတဦးဖြစ်နေတယ်လို့အနုပညာအရေးချင်းလက်ပြေဝါနေတာဖြစ်ပါတယ်။အထူးသဖြင့်တော့ဆိုင်းစီတို့ခန်းကလူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတယ်။ကျင်ပေါ်ဇလန်တွဲမှာတေးတစ်ဖြစ်လဲဆိုပြတဲ့စဉ်ကိုအရန်ချရတဲ့ဆရာဖြစ်တရုပ်ဆောင်တာပြပြင်းလုံးခဲ့ပါတယ်။ဆရာကတေးကိုသိချစ်ပေမဲ့လည်းအသွားရာရှိပြီးအပြန်မရှိတဲ့မြတ်တာတရားတွေကြောင့်ကြံရည်ဖြစ်ခဲ့ရတဲ့အဖြစ်ကိုဆိုင်းစီတို့ခန်းကအကောင်းဆုံးတရုပ်ဖော်ထားပါတယ်။ဒါကြောင့် ောင်းလဲပြည်သက်တွေကဆိုင်းစီတုံခန်းကိုတော်တော်လေးတနာကျွနာတက်ပြီးတော့အားပေးနေကြပါတယ်။ဆိုင်းစီတုံခန်းကရုပ်ရှင်ထဲမှာပဲပြည်စုံနေရမှာမဟုတ်ပါဘူး။အပြင်လက်တွေ့ဘဝမှာလည်းပြည်စုံလုံးလာသူတူပါ။ဆိုင်းစီတုံခန်းကကိုယ်တိုင်ကလည်းဆရာဝန်တူဖြစ်တယ်လို့ဖခင်ဖြစ်သူကလည်းမျိုးရိုးစင်ဆက်အလွန်ပြည်စုံကျဲပါတဲ့ပညာတတ်တထေးတကျွဲမျိုးရိုးဖြစ်ပြီးတော့တုံးမကုန်နိုင်တဲ့စီးစိမ်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒီလိုငွေကြေးပညာပစ္စည်းဥစ္စာတွေပြည်စုံလွန်လှသူဖြစ်ပေမယ့်တခြားသူတွေလိုမျိုးငွေဆိုင်ထုတ်ကကိုကိုတိုင်ခေါင်းဆောင်မင်းသားလုပ်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့အတွက်စိတ်ကူးမရှိပါဘူး။တရုတ်ဆောင်လောကမှာဇက်ဖို့ဇက်ရံတအူးနဲ့တာပဝင်နေရာပဲဖြစ်ပါတယ်။ ဆိုင်းစစ်တုံခန်းကဇက်ရုပ်ကာရက်တာတွေကိုမရွေးချယ်ပဲကြာရဇက်ရုပ်ကာရက်တာမျိုးစုံမှာတရုပ်ဆောင်နိုင်မှုတွေစူးစမ်းနေပါတယ်။ဆိုင်းစစ်တုံခန်းကဒီလိုမျိုးပြည့်ပြည့်စုံတဲ့ယောက်ျားတယောက်ဖြစ်တာကြောင့်လည်းအမျိုးသမီးပရိသတ်တွေကအထူးအားပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဆရာတစ်ဖြစ်လဲဆိုင်းစစ်တုံခန်းကဂေးဖြစ်နေရကြောင့် Facebook ဆက်လေးသမီးစုကဖော်ထုတ်လိုက်တာပါ။ဒါကြောင့်လည်းအမျိုးသမီးပရိသတ်တွေအားလုံးကဆရာကိုချစ်ခရသမျှရှာပါပြီဆိုပြီးပြောဆိုနေကြပါတယ်။အထူးသဖြင့် promotion ပွဲတစ်ခုမှာစိုင်းစစ်တုံခန်းကတချင်းဆိုနေစင်းမှာလ က်ကတကယ်ကို LGBT တအုပ်ရဲ့ပုံစံမျိုးဖြစ်နေရကြောင်းစိုင်းစစ်တုံကန်ကဂေးနေကြောင်းတမီဇိုကအခိုင်အမာပြောလာခဲ့ပါတယ်။ ပရိသတ်တွေတော်တော်များများကတော့ဆိုင်းစီတုခန်းဟာယောက်ျားပီသားတဲ့တွင်ပြင်လက္ခဏာမျိုးရှိနေရကြောင်းဂေးနေရဆိုတာကိုအယုံကြည်မရှိကြပါဘူး။ဒါပေမဲ့လည်း Facebook ဆက်လေးသမီးစုကအနုပညာလောကမှာနှစ်နှစ်ဆက်ဆက်ရှိပြီးတခြားလူတွေမသိတဲ့အရာတွေကိုလည်းသိရှိအောင်လုပ်နိုင်သူဖြစ်လို့အမှန်တကယ်ပဲဆိုင်းစီတုခန်းကဂေးနေသလားဆိုတာပြောရခဲ့ပါတယ်။ထူးခြားတာတစ်ခုကဆိုင်းစီတုခန်းကအသက်30ကျော်40ချစ်သူရှိတဲ့နဲ့အရွယ်ကိုရောက်နေပေမဲ့တွဲနေရကောင်မလေးမရှိပါဘူး။အစောပိုင်းမှာတော့ဆိုင်းစီတုခန်းကို အစရောမီးနုံနဲ့ချက်ချက်နေပြီလို့ထင်ခဲ့ရပါဒါပေမဲ့တငယ်ချင်းတွေတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိုင်းစီတုံခန်းကိုဂေးနေရလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အစုံတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်